စီကြောင်းကနေတဲ့ဟိုဘဥမတိဘက်ကိုတောင်းမှာမတူးမတူးပေါ့အဲ့နာနေဝဲလဲနေဆိုပြီးပြောချင်တာနော်အဲ့တော့မပူပါနဲ့လို့ပြောချင်ပါနော်မကြခင်မှာဒီနောက်ချိုတိဟိုဘက်မှာလည်းတက်လာတယ်ဒီဘက်ကလည်းလုံးနေတယ်အခုကတော့လောလောဆယ်ဒီအချက်ဖက်တွေကိုရှာပြီးမှတိုက်နေရတယ်အနေထားတစ်ခုဖြစ်သွားတယ်ဗျာနော်လာလိုက်ပြီးမှဒီဘက်စီတဲ့တဲ့လို့လိုက်လှဲနေပါဗျာနော်အဲ့တော့ရှေ့မရောက်ဘူးရောက်တဲ့ဆိုတော့ဦးစင်းကိုတိုင်းကဩမခါအုပ်စုနောင်ချုံမြို့နယ်တဲ့ကအုတ်ချုံရီမှုရုံကိုရောက်ရှိနေပြီဆိုကြတဲ့ကဒီဘောက်ပေါက်ပါဗျာနော်ပေါက်ကူတော့မှာတော့ဒါဗလန်နဲ့မှလည်းပါပါရပဒီပဲပါပါတယ်နော်ဟုတ်ဒါကြောင့်မို့ကျွန်မတို့တရင်လာပေးရင်လည်းမယူဘူးကျွန်မကလည်းတရင်တမယောက်တော့မပေးဘူးကျွန်မတရင်ရောင်းမှာမလို့ နံပါတ်3ကျမစကားရောက်မယ်မလို့ရုပ်စွာဆုံးဒီလူတယောက်လူတယောက်နဲ့ကျမနဲ့မတည့်ဘူးပေါ့လူတယောက်နဲ့ကျမနဲ့ပြဿနာတက်တယ်လူတယောက်နဲ့ကျမနဲ့ရန်ဖြစ်တယ်ဆိုပါဆိုအဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီကျမတို့ကဘလက်လေးစင်ရင်တွန်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေအဲ့ဒီလူရဲ့ကောင်းချင်းဆိုးချင်းနေကျမစိတ်ဝင်စားအောင်စကားတည်းထည့်မပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျမဘယ်တော့မှစကားတည်းထည့်မပြောဘူးခေါင်းထဲလည်းမထည့်ဘူးလူရမသွင်းတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နောင်ချိုကိုတက်မကပြန်သိမ်းတော့မယ်လို့ပောက်ကိုတော့သတင်းပါလိုက်တဲ့ရုတ်တံအပြင်မပူတုကို အမှုပွဲစားငားလာလို့ပောက်ကွဲနေတဲ့ပတုမယုတ်တန်တွေပါတင်းဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာမင်းတို့မင်္ဂလာပါဗျာဒီနေ့က36လပိုင်း2000ထဲမှာ25ဖြစ်ပါတယ်ဗျာအခုသူတွေရောက်ရှိတဲ့နေရာကတော့အာနောင်ချိုမြို့နယ်ဩမကအုပ်စုပေါ့နော်အုပ်စုဒီမှာအုပ်ချုပ်ရေးမှုရုံးမှာဦးစင်းဒါရောက်ရှိနေပါတယ်ဗျာခစ်တစ်တို့မင်းစီမာတို့ ဒီဘက်ပြည်ဖြစ်တင်းဌာနတွေကိုပတ်ဖို့တော့ပြောချင်တာခါတော့ဒီစစ်ကြောင်းကနေတဲ့ဟိုဘက်ဥမတိဘက်ကိုတော့မတို့မတို့ပေါ့အဲ့ဒါတွေဝဲလဲနေဆိုပြီးပြောချင်တာနော်အဲ့တော့မပူပါနဲ့လို့ပြောချင်ပါနော်မကြခင်မှာတင်းဆောင်ချူတီဟိုဘက်မှာလည်းတက်လာတယ်ဒီဘက်ကလည်းလုံးနေတယ်အခုကတော့လောလောဆယ်ဒီအချမ်းဖက်တွေကိုရှာပြီးမှတိုက်နေရတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ဗျာနော်လာလိုက်ပြီးမှ VC ဖြစ်တဲ့လူလိုက်လှဲနေပါလေကနော်အဲ့တော့ရှေ့မရောက်ဘူးရောက်တဲ့ဆိုတော့ဦးစင်းကိုတိုင်ကဘုံမကားအုပ်စုလောင်ချုံမျိုးနယ်တဲ့ကအောက်ချုံရီမှုရုံးကိုရောက်ရှိနေပြီဆိုကြတဲ့က တဘောပေါက်ပါဗျာနော်ပေါက်ကူတော့မှာတော့ဒါဘာလဲနဲ့မှလည်းပေါက်ပါရပတိပဲပါပါတယ်နော်အဲ့တော့ပြောချင်တယ်ပြည်ဖဲတည်င်းဌာနတွေနော်ဒီအုံမဒီအုံမကားအုပ်စုမှာရှိတဲ့အုပ်ချုပ်ရေးမှုကတော့ဘယ်နေရာရောက်နေလို့တော့မတည်ဘူးပေါ့နော်အုပ်ချုပ်ရေးမှုကြီးလည်းမကြခင်မှာခင်ဗျားနေရာဆိုင်မှာလာပြီးအုပ်ချုပ်ရအောင်လို့ဗျာနော်အဲ့တော့အုံမကားကြွားမှာရှိတဲ့ပြည်သူပြည်သားများအားလုံးကိုလည်းဦးစီးပြောချင်တာကမကြခင်မှာတောင်းထိုင်ခွေးကြီးတွေအစားပေါ့နော်။ဒါမကြခင်မှာခဏတို့လက်ရွာလေးတွေကိုအေးချမ်းမှုအတွက်ကိုဦးစီးတစ်ချိန်ကပြောခဲ့တဲ့စကားတစ်ခုကိုပြန်ပြောမယ်။ဒီတိုင်းမျိုးကိုငင်းချမ်းအောင်အေးချမ်းအောင်လုပ်ပေးနိုင်တာဟာတပ်မတော်မှာပါအခြားဘယ်သူမှမရှိတဲ့စကားကိုဦးစီးခဏခဏပြောခဲ့ပါလေဗျာနော်။ ခင်ဗျားတို့ဒီနေရာတွေကိုတတ်မတော်ရှိလို့ခင်ဗျားတို့ရှောင်ရတာမဟုတ်ဘူးအကျန်းဖက်တွေရှိလို့ရှောင်ရတာအဲ့အကျန်းဖက်တွေကိုရှင်းလင်းတာတတ်မတော်ကရှင်းလင်းတယ်ဒါဆိုရင်တဘောပေါက်ဖို့လိုပါကြနော်အဲ့တော့ခင်ဗျားတို့အစကတော့ခင်ဗျားတို့ကပထွေးကိုဖေးရင်ထည့်ပြီးမှခုံကြီးထည့်ပြီးမှအားကိုးကြတာပေါ့ဗျာနော်အဲ့တော့ပထွေးဆိုတာကတော့အပြောကောင်းတယ်ကြာ။မရခင်ကတော့အပြောကောင်းတယ်ပထွေးရပြီလို့နော်။ခင်ဗျားတို့လူလူတတမီရင်းမှမဟုတ်တာကြာနော်။အဲ့ပထွေးအပြောကောင်းတော့ခင်ဗျပထွေးရဲ့သကလုံးထဲမှာမျောပြီးမှပထွေးတွေရလို့ချင်းငါတို့ဘယ်လိုဘယ်လိုလုပ်ပိုင်ခွင့်နေ။ခုခင်ဗျားတို့အဲ့ပထွေးတွေလည်းခင်ဗျားအဲ့ညာလည်းရောက်ရခင်ဗျားတို့လည်းပြေးရတာပဲ။အခုခင်ဗျားတို့ဖေးရင်းဖြစ်တဲ့တမန်တော်ကနေမှာခင်ဗျားတို့နေနိုင်မှုတော့အေးစိစိပြန်ရဖို့အတွက် အေးစေးစေးတောင်းရလဲရလေးလုံနိုင်မှုအတွက်ကြံကင်းလေးလုံနိုင်မှုအတွက်ကိုညဖက်တီကိုခဏလို့ပထွေးတော်ခဲ့တဲ့ဟာလို့ပြန်ပြီးမှရှင်းလင်းနေပါပြီနော်ဒီချိန်မှာခဏလို့လည်းကွဲကွဲပြားပြားတိတော့ပြီးလို့ဦးစင်းကတော့တုံးတက်ချင်ပါလိမ့်မယ်နော်ဖေရင်ကဖေရင်မဲ့ပထွေးမဲ့မမကွဲမကွဲပြားဘူးဆိုရင်တော့ခဏတို့တိုက်နေခဏတို့ကံလို့ပဲဦးစင်းကတော့ပြောချင်ပါလိမ့်မယ်နော်တခုပြောချင်တာကတော့ခဏတို့ဒီမကြခင်မှာခဏတို့ရိုက်ရွာတွေကိုခဏတို့ကြေးပါတွေကိုခဏတို့တောင်းရလဲရတွေကိုပြန်လုပ်ရတော့မယ်ပြန်ပြီးမှအခုလဲလာလို့မရဘူးလားလာလို့တော့ရပြီဒါပေမဲ့ခဏတို့ကိုပို့ပြီးမှ ်ခေါင်းကားပြအိတ်နေအောင်အလုပ်ကောင်းကောင်းလုပ်နိုင်အောင်စိတ်ချမ်းသာအောင်နေလောင်ကလေးတွေရွာမှာကြောင်းကောင်းကောင်းထားနိုင်အောင်ကြောင်းထိုင်ဖုံးကြီးရဲ့ ACC ဆရနာပြုနိုင်အောင်ဆိုပြီးမှတက်မတော်ကနေမှဒီပတ်ပတ်လေးမှာထောင်းတဲ့မိုင်းတွေကိုရှင်းလင်းနေတယ်စနစ်တကျခင်ဗျားတို့အန်ဒီယကင်းဘေးရှင်းစွာနေနိုင်မှုတွေကိုဒါတက်မတော်ကစနစ်ကျလုဆောင်နေအောင်ဆိုတဲ့အကြောင်းကိုလည်းနောက်ချိုမျိုးနယ်မှာရှိတဲ့အုံမဒီအုံမခါဒီနာနီးတဘိုက်ကကြောက်ကြောက်ရွာတွေအကုန်လုံးကိုပောက်ကတော်ကနေမှပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျချစ်တော်ကိုမုန်းစကားပြောရအောင်မယ်ကျမကဟုတ်ပွဲစားလာမှငါနဲ့ကျမမကြိုက်ဘူး ထပ်ပြပြောမယ်နော်ကျမကိုအမှုပွဲစားလာမှငှားနေကျမမကြိုက်ဘူးနံပါတ်1ကျမအမှုပွဲစားမလုပ်ဘူးနံပါတ်2ကျမတည်င်းအယောင်ဝင်မလုပ်ဘူးကျမကိုရောင်ရလဲဘဲဝင်ကြီးဘဲလူကြီးဘဲဌာနအောင်မှာတည်င်းတော့မပေးဘူးအေးကျမကိုသူများကဘဲမှာပတ်ဖြစ်နေပါရဲ့လို့တည်င်းလာပေးတယ်ကျမအဲ့တည်င်းကိုမယုံဘူးအဲ့တည်င်းကိုမယုံဘူးကျမဘာသူပြောတဲ့တည်င်းမှာမယုံဘူး။ဘာလို့လဲ?ကျမကိုယ်တိုင်မြင်ရတာကြားရတာမဟုတ်တဲ့အတွက်ကျမတည်င်းတွေကိုမယုံဘူး။ဒါကြောင့်လို့ကျမတည်င်းလာပေးရင်လည်းမယုံဘူး။ကျမကလည်းတည်င်းတမယောက်တော့မပေးဘူး။ကျမတည်င်းရောင်းဝယ်မလုပ်ဘူး။နံပါတ်3ကျမစကားရောင်းဝယ်မလုပ်ဘူး။ရုပ်စွာဆုံး ီလူတယောက်လူတယောက်နဲ့ကျမနဲ့မတည့်ဘူးပေါ့လူတယောက်နဲ့ကျမနဲ့ပြဿနာတိုင်တယ်လူတယောက်နဲ့ကျမနဲ့ရံဖြစ်တယ်ဆိုပါဘူးအဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီကျမတို့ဘလက်လေးစင်ရင်သွင်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေအဲ့ဒီလူရဲ့ကောင်းချင်းဆိုချင်းနေကျမစိတ်ဝင်စားဘူးစကားတည်းထည့်မပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျမဘယ်တော့မှစကားတည်းထည့်မပြောဘူးခေါင်းနဲ့လည်းမထည့်ဘူးလူရမသွင်းတော့ကျမကိုချစ်တဲ့လူတွေနဲ့ကျမချစ်ရတဲ့လူတွေကိုပဲကျမစကားတည်းထည့်ပြောတယ်ကျမမုန်းသွားပြီဆိုတဲ့လူတယောက်ကြောင့်စကားတည်းထည့်မပြောဘူးအဲ့အတွက်ကျမမုန်းသွားတဲ့လူတယောက်ကြောင့်ကျမတရင်ရောက်မှမလို့စကားရောက်မှမလို့ ။တခြားလူကြောင့်တော့ဝေးရောပဲเนาะကျွန်မမဟုတ်ဘူးမဟာသွေးနံပါတ်၁ကျွန်မအမှုကွဲစားမလို့ဘူးနံပါတ်၂ကျွန်မတရင်ရောက်ဝင်မလို့ဘူးနံပါတ်၃ကျွန်မစကားအပေးယူမလို့ဘူးဒါကြောင့်မလို့ဒီလိုကိစ္စမျိုးတွေနဲ့ကျွန်မကိုလာပြီးမဆက်သွယ်ကြနဲ့ကျွန်မလုံးဝမကြိုက်ပါဘူး။ဆော့ကျွန်မတို့ပြောချင်တာက ကျမတို့ကျမတို့ပေါ့နော်ကျမပါပါတခြားသူတော်တော်များများကိုတခြားအုပ်စုတွေကအစိမ့်နေလို့တို့ရေဘူးကအပြည့်တတ်မှတ်ထားကြတယ်ကျမတို့ခါနေကျမစိမ့်စိမ့်မစိမ့်နေတို့တို့စိတ်ထဲမှာတော့အနီကိုမထောက်ခံရင်ဒီလူကအစိမ့်မယ်ဒီလူကပိုးမှာပဲဆိုတော့အဲ့ဒီတော့ကျမကအစိမ့်ကောင်းချောင်းကိုပြောနေလို့ထုံးမလာဘူးငါတို့အစိမ့်နေကဘလို့ကောင်းနေနော်နေကဘလို့မကောင်းဆိုပြီးတော့ပြောလို့မရတော့ဘူးလက်ရှိအချိန်မှာကဈေးကွက်ဟိုဘယ်လိုပြော marketing ဆင်းတယ်လို့ပဲဟိုမိမိရဲ့ဟိုကုန်ပစ္စည်းတွေကိုကြောင်ညာတယ်လို့ပဲကိုရီထောက်ခံတဲ့လူဖုတ်ကိုရီကိုရီထောက်ခံတဲ့အဖွဲ့အစည်းတွေကိုနေမျိုးစုံနဲ့ကျမတို့ကအယောင်တင်ပေးရမယ်အဲ့ဒါကြောင့်မလို့တချို့နေရာတွေမှာစကားပြည့်ရတော့ရတယ်ဒါကျမမပြောဘူးလို့မပြောဘူးလို့တွေးထားပေးမယ်ပြောရအောင် မှာပေါ့နော်မင်းကကျွန်မပြောလိုက်တဲ့ကိစ္စမျိုးဆိုကျွန်မကဘူလာဘူလာဆိုရင်မှန်ပြီဒါတညိုညိုသိမှားတယ်လို့တွားပြောလို့ရှိရင်နင်ကအစိမ့်မို့လို့ဒီစကားပြောရင်လို့လာလိမ့်မယ်အဲ့ဒီတော့ကျွန်မလိုချင်တဲ့ဆိုလိုရင်းကိုရှောင်းအောင်ကျွန်မစကားပြည်ရင်လည်းတွေဝိုက်ပြီးပြောရတယ်ကျွန်မတွေဝိုက်ပြီးပြောတဲ့ခါကျတော့ကျွန်မပေးချင်တဲ့ message ကိုပြည်သူလူထုကရှာတယ်ကျွန်မရုပ်တံဖိုင်နားထောင်တဲ့လူတွေကရှာတယ်ဒါကြောင့်မလို့ YouTube က comment နေထဲမှာဝင်ကြည့်သူတို့ရဲ့သဘောထားအများဆုံးကကျွန်မပေးချင်တဲ့ message နဲ့တထည်ရရဲကြတယ် TikTok က message တွေဝင်ကြည့်လဲကျွန်မပေးချင်တဲ့ message နဲ့တထည်ရရဲကြတယ်ဒါပေမဲ့ကျွန်မလည်းခင်မဲပါတယ်ဆိုတဲ့လူတွေကျွန်မနဲ့နိုင်ငံရေးတွေကိုအများကြီးဆွေးနွေးလေးရှိတဲ့လူတွေက ဒီဆိုလိုရင်းကိုမြင်အောင်မကြည့်နိုင်ပဲねကျွန်တော်တို့ရန်ရှာကြတာတွေ့ရတယ်။မနေ့ကတော့တော်တော်များများပြဿနာရှာကြတာတိဖုံးဆက်ပြီးပြောကြတာတိရှိကြတယ်။အော်စိတ်လည်းစီမလုံးနဲ့ပေါ့ဗျာလေ။တာကူးလို့ဘယ်နာမှတာနေလို့ဘယ်ဘက်ကိုကူးရမလဲ။ပြောကြည့်ပါဦးကျွန်မတို့။ လက်ရှိအတိုင်းတာကလက်ရှိနိုင်ငံရဲ့ခဲချင်းမှာလူနဲ့ချမ်းတာလူနဲ့တီပဲချမ်းတာတာအဘခစ်ကိုထမိန်အမခစ်မှာထမိန်ထုံးပြီးအဘခစ်ကိုဘောမှာလည်းမျက်နှာပြောင်လိုက်တဲ့ဒီလေးသာချမ်းတာတာဘယ်ဘက်မှာမတဘူးကိုဘက်မှာနေလေအသက်ခံနေရတာဒီဘက်မှာနေလေအသက်ခံနေရတာအကုန်လုံးကအသက်ခံနေရတယ်အသက်ခံနေရတယ်ငတ်နေကြတယ်မိသားစုတွေသေကွဲကွဲနေရတယ်ရှင်ကွဲကွဲနေရတယ်အတိဒုက္ခရောက်နေတယ်တာတဲ့ဘက်ဆိုတာဘယ်ဘက်မှာမရှိဘူးတာတဲ့ခင်းချင်းတစ်ခုကိုရောက်လာဖို့ဆိုရင်စစ်ပောင်နေချင်းပို့တဲ့နိုင်ငံရေးပောင်ကြဲအောင်ချက်ရမယ်ဒါကြောင့်မှတာတဲ့အချိန်တွေတစ်ခုကိုရောက်လာနိုင်တယ်ကျော့ တစ်ခါတစ်ခါဆိုလိုချင်းတဲ့ရည်ရွယ်ချက်တွေကိုမြင်အောင်ကြည့်ဖို့လိုလိုတယ်ကျွန်မအချက်တုံးမုံစက်ကားလေးပြောချင်ပြောချင်တာဖြစ်ပါတယ် NLD ဆိုတဲ့နာမည်ကိုကြားတာနဲ့ကြွကျဲနေတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးလည်းမဖြစ်သင့်ဘူးနောက်လိုလဲဆိုတော့လက်ရှိ NASA ကအစိုးရရဲ့အဲ့ဒီမှာရည်မှန်းချက်ကပါတီဆောင်ဒီမိုကရေစီစနစ်ပါတီဆောင်လို့ပြောထားတာဖြစ်တယ်တဲ့ပါတီလဲဆောင်မယ်လူလဲဆောင်နေတယ်လက်ရှိမှာအစိုးရကိုယ်တိုင်ခင်လာတဲ့လမ်းကြောင်းကပါတီဆောင်ဒီမိုကရေစီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့အတွက် တို့တို့ Federal ကနေ Confederate မသွားရင်ရပြီဒီညမှာ Federal ကနေ Confederate မဖြစ်သွားအောင်ထိန်းချုပ်နိုင်ရပြီပါတီဆုံးလို့အစိုးရကိုယ်တိုင်ကကြွဲကြော်ပြီးတော့အစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီကိုအခြေခံနဲ့ Federal ပြည်ထောင်စုကိုသွားမှာဖြစ်တဲ့အတွက်အဲ့ဒီပုံမှာချောလဲရောထိုင်ပြီးရေလက်ငားလိုက်နေဖို့ပဲရှိနေမယ်နော်အဲ့လက်ရှိမှာဥက္ကူကြီးတို့ဒီအတော်ဆန္ဒမင်းဘော်တော်ညိုညိုတင်းတို့လက်ရှိအတော်တသက်ခိုင်တို့ NLD ကနေခွက်ထွက်လာတော့မကြိုက်ကြဘူးအကြားတင်ကိုတမသွင်းပါလေဘာဖြစ်တယ်ညာရိုးဆောင်ပြောကြတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကိုယ်တိုင်ကိုလက်ဆက်ကအစိုးရကိုယ်တိုင်ကလူကြသွင်းပြီးတော့နေရာပေးထားတာလေ အစိုးရကိုယ်တိုင်ကယူအီစီကိုယ်တိုင်ကအတိမတ်ပြုပေးထားတာအစိုးရကိုယ်တိုင်ကယူအီစီကိုယ်တိုင်ကနော်နိုင်ငံတော်အဆင့်ဆွေးနွေးပွဲတွေမှာဖိတ်ခေါ်ပြီးတော့တည်ယုံရန်အတိမတ်ပြုထားတာဖြစ်တဲ့နော်ဒါကြောင့်မလို့ခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေအစိုးရကဒီပေါင်းဒီနီးနဲ့တိုင်ချထားတာဖြစ်တဲ့အတွက်ဒီနီးနဲ့တိုင်လိုက်ရမယ်မလိုက်ဘူးဆိုရင်ဘာဖြစ်မလဲခင်ဗျားတို့ဖက်ခံရမယ်ခင်ဗျားတို့ကတော့ဖက်ခံရမခံရမသိချဘူးဘာလို့လဲဆိုတော့တိတ်ပြီးတော့လူမသိတော့လူသိတဲ့လူတွေဘုရားတော့ကြိုက်တယ်ပေါ့ဖက်ခံရတယ် ။နောက်ဆိုတော့ကြာကြာဝမ်းမဲ့သွားယူကြီးဆောင်ရမယ်ဒါပဲရှိတယ်။ကြိုက်သည်ရှိသည်မကြိုက်သည်ဖြစ်စေမချက်တော်လည်းအောင်ခံနိုင်ရမယ်။ဘာကြောင့်မချက်ပဲအောင်ခံနိုင်ရမလဲ။အစိုးရကိုယ်တိုင်ကပါတီဆောင်ဒီမိုကရေစီစနစ်နဲ့ရွေးကောက်ပွဲကျင်းပပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုရှေ့ခံတဲ့နော်နိုင်ငံတော်တတိတိဆောက်ပါမယ်လို့နိုင်ငံရေးအမခန့်ချက်ပေးထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မကျွန်မတို့က NLD ဆွဲနာမည်ကြတာနဲ့ချွတ်ကျဲနေကြရမလို့ဘူး။ NLD ဆွဲနာမည်ကိုလည်းမရှိတော့ဘူး။ NLD ပါတီကိုနာဆာကအစိုးရလက်ရှိတက်မတော်အစိုးရကဖျက်တာမဟုတ်ဖ ೇನೆ ။သူတို့ကိုယ်တိုင်ကရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ UEC ကိုနိုင်ငံရေးပါတီမှတ်ပုံတင်မတင်တဲ့အတွက်ပါတီကိုဖျက်သိမ်းလိုက်ခြင်းတာဖြစ်တယ်အစိုးရကဖျက်လိုက်မှချင်းမဟုတ်ဒါဆိုရင်ပါတီမှတ်ပုံတင်မတင်လိုက်လို့ပါတီပြတ်သွားပြီအဲ့ဒီပါတီကိုအမြင့်တဲ့မှတ်ပုံတင်ပြန်ပြီးတင်လို့ရပါလျက်နဲ့မတင်ဘူးတည် NLD ကိုအမှတ်တကယ်တင်းကုတ်ပြီးတော့အမှန် NLD ကိုအမှတ်တကယ်ပြန်တက်နေတာ NLD ဒေတာဖြစ်တယ်နော်တို့ရုံးနဲ့တို့ပြန်ထိုးထိုးတဲ့လောက်ရက်တွေဖြစ်တယ်ဒီတော့ကျမတို့ကကြားရက်ကနေပြီးတော့လုံမကြီးလုံးပြီးအလုံးမအလုံးမခံနဲ့နော် အဲဒီဒေါ်ဆန္ဒမင်းတို့ဒီလည်း NLD ပဲနော်ဥကိုကိုကြီးတို့ဒီဒေါ်ဆန္ဒဒေါ်ညွန်ယိုသိန်းတို့စသည်ဖြစ်ပေါ့နော်လက်ရှိပြည်ထဲမှာရှိနေတဲ့လူထင်းနဲ့ပြည်ပမှာရှိနေတဲ့ NLD တွေတို့တို့အချင်းချင်းဝိဝါဒကွဲကြလိမ့်မယ်ကျမတို့ကသူ့ရိုးနဲ့သူ့ပြန်ထိုးလိုက်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်လိုက်ရှင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်ပြီသူ့ရိုးနဲ့သူ့ပြန်ထိုးဖို့အတွက်နိုင်ငံရေးသမားတွေကနိုင်ငံရေးပြည်ရဲ့ကိုတုံးချမှာပဲဆိုတော့ကျမတို့ကစကားပြောတဲ့အခါမှာလည်းစကားပြည်ရဲ့ကိုတုံးရတယ်စကားချင်းစိန်ခေါ်မှာအဲ့ဒီလိုမျိုးဟိုစကားပြောနည်းတွေပါတယ်ချိုးလို့ချင်တာက NLD ဆွနေမယ်ကြားရုံနဲ့ကြွချင်းနေတာမလို့ NLD ပါတီကိုတင်းကိုလိုက်ချင်းတယ် NLD ပါတီကိုတင်းတက်လိုက်ချင်းကကျမတို့မဟုတ်ဘူးသူ တို့ NLD ပါတီဝင်အချင်းချင်းသာဖြစ်တယ်သူတို့လူတွေကသူတို့ပါတီကိုပြန်တက်လိုက်ကြတာအဲ့ဒီအတွက်ဒီ NLD ကနေပောက်ခွာလာတဲ့လူတွေကိုဒေါ်စန္ဒာမင်းတို့လို့ဂျောင်းညိုညိုသိန်းတို့လို့နောက်ဒီခု၈၈ကမျိုးဆက်ဦးကကိုကြီးတို့လို့အမအူပင်ဥစိန်ဝင်းတို့လို့ပြောတင်တာမဟုတ်ဘူးဥစိန်ဝင်းကခုရွေးကောက်ပဲဝင်မဝင်မသိဘူး။ဘာလို့လဲဆိုတော့လက်ရှိမှာရွေးစီကနေပြီးတော့အတိမဲ့ပြုထားတယ်။တနိုင်ငံလုံးတိုက်တာနဲ့ဝင်ပြိုင်မဲ့ပါတီကလက်ချိုးရည်လို့ဆယ်ချောင်းမပြေဘူး။ပါတီဆယ်ခုမရှိဘူး။နော်။ဆိုတော့ကျွန်တော်တို့ကဒါကြီးကိုအတိဖိနေထားကြမလို့ လိုက်တင်လေးရေးလေးငားလိုက်လေးလှုပ်ပေးထားမယ်အဲ့ဒီမှာတို့ချင်းချင်းတို့ဇက်ကောင်ကွဲကြလိမ့်မယ်တို့ချင်းချင်းပြဿနာတက်ကြလိမ့်မယ်သူရိုးနေသူပြန်ထိုးသူရှုံးနေသူပြန်တက်တို့ချင်းချင်းပြန်တက်လို့တို့ချင်းချင်းဇက်ကောင်ကွဲပြီးတို့ချင်းချင်းပါတီပြတ်သွန်းသွားတယ်ဒါနဲ့ကျမတို့ဆိုလိုချင်တဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တာပဲတော့ဒီစကားတွေတကယ်တော့ထုတ်ပြောရမယ်စကားတွေမဟုတ်ဘူးထုတ်မပြောလို့မရတော့အောင်ကျမတို့ပြဿနာရှာနေတဲ့အတွက်ထုတ်ပြောရခြင်းဖြစ်ပါတယ်အင်္ဂပူမျိုးနဲ့အတွင်းရှိကြေးရွာချို့ကိုအေးအေးနဲ့ပူပေါင်းတပ်ဖွဲ့များတင်ပိုက် အယာဝတီတိုင်းအင်ကပူမြို့နယ်ရှိဘယ်ပြားကုန်းနှင့်စာစီကုန်းကြီးရွာများမှစစ်ကောင်စီစခန်းများကိုအာရခတ်တပ်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ကြောင်းသိရသည်စစ်ကောင်စီတပ်ဖွဲ့များတပ်ဆွဲနေသည့်ဘယ်ပြားကုန်းနှင့်စာစီကုန်းကြီးရွာများမှစခန်းတို့ကိုယမန်နေ့ဇွန်26ရက်ညနေပိုင်းတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးလက်နက်ခဲယံအများပြားရရှိကြောင်းသိရသည်နေမြေရှင်းလင်းပြီးမှစက္ကစစစ်ကောင်စီအလောင်းတွေ အဆူလိုက်အပုံလိုက်တွေ့ရပါတယ်လက်နက်တွေလည်းအများကြီးရလိုက်ပါတယ်ဟုစီရီတည်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည်စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေသည့်အဆိုပါကြေးရွာများကိုယမန်နေ့နံနက်ပိုင်းတွင် လေကြောင်းမှခုခံတိုက်ခိုက်ခဲ့ပြီးညနေပိုင်းတွင် တော်လန်ရေးတပ်ဖွဲ့များကတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်သည့်စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့်စာစီကုန်းရွာမှနေအိမ်ထွက်ဝက်ခန့်မိလောင်ပျက်စီးသွားကြောင်းသိရသည် ယမန်နေ့နံနက်ပိုင်းတွင်ပဲခူးတိုင်းအနောက်ခြမ်းပန်တောင်တက်နယ်ထဲမှစစ်တုံးထရက်ကားနှစ်စီးအပြည့်လက်လက်ငယ်ကြီးစံတစ်တာများကိုပသိမ်မုံရွာလမ်းအတိုင်းအေယာဝတီတိုင်းဘက်သို့ထွက်ခွာခဲ့ကြောင်းဒေသခံများထံမှသိရသည်။ကြောက်ခုအခြေဆိုင်အမတ်ကိုကာကွယ်ရေးပစ္စည်းဆက်ယုံ ကပ္ပစကူမှလက်လက်ငယ်ကြီးစံများကိုကွင်းကောက်အင်္ဂပူဘက်သို့တွားရောက်ပေးဝေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှသိရသည်။